်မင်္ဂလာပါရှင်ဆရာမောင်ရဲຫນွေပလိတ်ရေးသားထားတဲ့အမေမာမသေးဘူးဆိုတဲ့အစေးလေးကိုဖတ်ပြပါရစေရှင် အမေမာဟုဆိုလျင် အမေလူထုတော်အမာဟုသိမည်ဖြစ်သည်တရင်စာဆရာစာရေးဆရာတပိတ်မောက်ကျောင်းသူအမာဟုတန်း၍တိကြမည်ဖြစ်သည် အမေမာသည် စာပေ၌ထင်ရှားသည် သတင်းစာလောက၌ထင်ရှားသည် နိုင်ငံရေး၌ထင်ရှားသည် အမေမအကြောင်းရေးမည်ဆိုပါက နာမဝိသေသနအများကြီးဖြစ်သည် ထင်ရှား၏ကြော်စော၏လူသိများ၏ထို့သို့ထင်ရှားကြော်စောလူသိများသည့်အတွက်အမေမအကြောင်းကိုရေးသားကြသူများဒုနှစ်ဒီဖြစ်သည်တိသူကလည်းရေးသည်မတိသူကလည်းရေးသည် နိုဝင်ဘာ29သည် အမေမာ၏မွေးနေ့ဖြစ်သည်မွေးနေ့ရောက်တိုင်းအမေမမွေးနေ့ပွဲကို လွမ်းမောနေမိသည်1985ခုနှစ်အသက်80ပြည့်မွေးနေ့မှစတင်က အမရပူရမြို့တောင်လေးလုံးကျောင်းတိုက်၌မွေးနေ့ပွဲကျင်းပသည်အမေမာ၏မွေးနေ့ပွဲသည်ထူးခြားသည် တကူးတကဖိတ်ကြားခြင်းမျိုးမရှိဖိတ်စာဝေခြင်းမရှိခဲ့ ဒီနေ့ဒီရက်ဒီအမေမာဤမွေးနေ့မှန်းသိကြသည် ထို့သို့သိကြသည့်အတွက်ရန်ကုန်စာပေလောကမှစာရေးဆရာဆရာမများကြပြားဆရာဆရာမများကတ်တွန်းဆရာဆရာမများမန္တလေးမြို့ခံစာရေးဆရာဆရာမများကြပြားဆရာဆရာမများကတ်တွန်းဆရာဆရာမများမြကြီးနာမုံရွာစကိုင်းရေဦးကလေးပြင်ဦးလွင် ပြင်မနာတာစီအောင်ပန်းကြောက်စဲပလိတ်တရက်ဦးအင်းဝစသည့်ဒေတာအတိတိမှစာရေးဆရာဆရာမများကဗျာဆရာဆရာမများကတ်တွန်းဆရာဆရာမများလာရောက်ကြသည် မွေးနေ့အခမ်းအနား၌အမေမာကမွေးနေ့အမှတ်တရစကားပြောသည်တက်ရောက်လာကြသည့်စာပေအနုပညာနယ်ပယ်မှ ထင်ရှားသောပညာရှင်များကလည်းအမှတ်တရ မွေးနေ့စကားများပြောကြသည် ်မွေးနေ့အခမ်းအနားပြီးလျင်တောင်လေးလုံးကြောင်းတိုက်တောင်တမန်အင်းဆောင် ဥပိန်တရာပေါ်နှင့်တရာဝင်းကျင်ရှိစားတောက်ဆိုင်များ၌စာစကားများကဗျာရွတ်ဆိုတံများပဲ့တင်ထက်သည်ကဗျာရွတ်ကောင်း၍ကဗျာဆရာအချို့စကနိုင်လူညင်းခုန်ကြတာမျိုးလဲကြုံရသည်အမေမမွေးနေ့သည်ရင်ခုန်စရာကောင်းသည် စာပေအငွေ့အသက်တွေရကြသည်ကဗျာရေးကျင်စိတ် စာရေးခြင်းစိတ်တွေဖြစ်ကြသည်တဦးနဲ့တဦးသိသူမသိသူနှုတ်ဆက်ကြသည်အသိအမှတ်ပြုကြသည်အထက်အောက်အရက်လေးမျက်နာက စာပေသမားများပြောကြသည့်ပွဲဖြစ်သည် အမေမာဤမွေးနေ့ပွဲသည် လွမ်းမောစရာကောင်းသည် အမေမမွေးနေ့ပွဲသို့လာသည့်စာပေချစ်သူများကကြပြပန်းဖလက်များဝေးငှကြသည် ကျွန်တော်တို့ပလိမျိုးမှပန်းအလင်က စာပေညီကိုမောင်နှမများစီစဉ်သည့် ပန်ဖလက်များကို အမေမာဤ85နှစ်ပြည့်မွေးနေ့မှစတင်က ဝေငှခဲ့ကြသည် နှစ်စဉ်လဲအမေမာဤလက်ထဲသို့မွေးနေ့လက်ဆောင်အဖြစ်ပေးသည်တနှစ်ကဆိုလျင်အမေမာရေးသားခဲ့သည့်ကမ္ဘာအကြီးဆုံးစာအုပ်ကြီးကိုဂျပန်ဘာသာပြန်၍ပလိမ့်မျိုးမှကဗျာဆရာဇွန်မိုးကအမေမာကို မွေးနေ့လက်ဆောင်ပေးခဲ့ဘူးသည် မွေးနေ့ပန်ဖလက်အဟောင်းလေးတွေကြည့်ပြီး အတိတ်ကိုလွှမ်းရသည်အမမသေးဘူးအမတရားပြည့်မသေးသောနေဖွားသေးမြေကြပေမဲ့အမဟာဖွားတာမြက်သေးတာမြက်အမဟာ အမှန်တရားအတွက်ရဲရဲရက်သူ အမဟာ အမှန်တရားအတွက်ရဲရဲရှင်တန်သူ အမဟာရင်ကျေးမှုအတွက်လမ်းပြသူ အမဟာစာပေအတွက်တာဝန်ကျေသူ အမားဟာမန္တလေးရဲ့ပုံရိပ်အမားဟာ လူရုအတွက်ပုံရိပ်အမားလိုလူ သူမရှိပဂရိတရားနဲ့လူအများအတွက်တာဝန်ကြီးအမားမသေးဘူးအမားမသေးဘူးမသေးဘူးအမေလူရုတော်အမားယာပြည့်မွေးနေ့ရည်ညွှန်းဖွဲ့နိုဝင်ဘာ၁၇2015အမေမာသည်1915ခုနှစ် နိုဝင်ဘာလ29ရက်နေ့တွင် မွေးဖွားပြီး2008ခုနှစ်ဧပြီလ9ရက်နေ့၌ကွယ်လွန်ခဲ့သည်ယခုနောက်ပိုင်း၌အမေမာ၏မွေးနေ့ပွဲကိုခမ်းနားစွာမကျင်းပဖြစ်တော်လဲအမေမကိုတတိယနေ့စေမွေးနေ့ပွဲကို အမတ်ရနေ့စေလွမ်းစွန်နေ့စေဖြစ်သည်အမေတောင်လေးလုံးခရေရိတ်အမေချော့သိပ်ခဲ့တဲ့ဒီဝေးလဲ မှွေစဲနှွေးစဲပါအမေနှစ်တွေကြာလရွေရင်ရက်တွေလွင်လဲမှွေစဲနှွေးစဲပါအမေတောင်တမန်ရှိသည်၍အမေရှိနေတယ်ဥပိန်တရာကြီးရှိသည်၍အမေရှိနေတယ်တောင်လေးလုံးရှိသည်၍အမေရှိနေတယ်မန္တလေးရှိသည်၍အမေရှိနေတယ်တမိုင်းရှိသည်၍အမေရှိနေတယ် မောင်ရဲနှွေပလိတ်29ရက်17လ2022ခုနှစ်နားဆင်ပေးခဲ့ကြတဲ့စာပေချစ်သူများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်။စိတ်ချမ်းသာကိုကျမ်းမာရှိကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ကျမကတော့ Voice Talent အစ်စုမမရှင်။